ပါတယ်။နှစ်ကိုကိုွယ်တဲ့သူတွေကတော့ကျောင်းကိုပြောရမယ်ဆိုရင်တော့တရုတ်ပြည်ယူနန်တွေက တိုင်းရင်းသားတွေဟာတရုတ်ပြည်မှာမင်းပြူနေတဲ့ဂူပလိုင်ခံမင်းနန်းတက်ချိန်မှာဒေါ်လန်ပုံကန်ခဲ့ကြရာမအောင်မြင်မင်းစစ်ရှုံးနေအတွက်မြောက်ဘက်ဒေသကနေတောင်ဘက်ဒေသတွေဖြစ်တဲ့ယူရီးယားဒေသနဲ့ကမ္ဘောဒီးယားဒေသတွေကိုအတီးအီးပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အဲဒီကနေမှတစ်ဆင့်ရှမ်းပြည်နယ်မြောက်ပိုင်းရွှေလီမြစ်ကြောင်းအတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာဆက်လက်ပြောင်းရွှေ့နေထိုင်ခဲ့ကြရင်းနဲ့ပဲရင်းနဲ့ရင်းချရင်းလို့အမည်တွင်လာခဲ့ခြင်းဖြစ်ပါတယ်။